မြန်မာနိုင်ငံမှာအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်လက်ရှိပြည်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နေချိန်မှာအ धिक လိုအပ်တဲ့ပြည်လက်မြေဟာဝယ်လိုအားများမှုကြောင့်ဝယ်မရဖြစ်နေတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းတွေကစီအန်နာသတင်းဌာနကိုပြောပါရယ်။တချို့ဆောက်လုပ်ရေးသုံးပစ္စည်းရောင်းချတဲ့ဆိုင်တွေမှာတော့ပြည်လက်မြေကိုဝယ်ချင်ပါကတခြားအိမ်ဆောက်ပစ္စည်းတွေကိုပါတွဲဖက်ဝယ်ယူမှသာရောင်းချပေးနေကြတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတဦးကစီအန်နာသတင်းဌာနကိုပြောပါရယ်။ပြည်လက်မြေဝယ်ရဆန္ဒကိုဝယ်ဖို့မရအောင်ဖြစ်နေတာဟုတ်လုပ်ငန်းတွေတော့မှ ဒီကနေပါတဲ့လုပ်ငန်းတွေဆိုခဏမေးထားရအောင်ဒီကညီမလေးဒီဘက်ထဲမှာ၄000ရောင်းတဲ့လူလဲရှင်း၃000ရောင်းတဲ့လူလဲရှင်းတယ်ညီမလေးအစင်ဒီကလေးမှောင်ကိုပုံမှန်ပြုတ်ဝင်နေရတောင်းထားတာမပေးဘူးသူကမင်းမလို့ပြန်တော့ညီမလေးဟာ18000 18000လောက်ရှိတယ်ဟုတ်ဟုတ်ကဲ့မဟုတ်ဘူးညီမလေးစနေပစ္စည်းပေါ်တော့ဝယ်ပါသူကညာဒီကမျိုးအဲ့ဆယ်ဘဝလောက်ဝါစ်ပေးရတယ်လက်ရှိမှာတော့ဘီလက်မြေတွေကိုငလျင်ဘေးတစ်ဒေတာတွေဖြစ်တဲ့မန္တလေးနဲ့စကိုင်းမြို့တွေမှာဝယ်ယူရခက်နေကြောင်းလည်းသိရပါဗျာ ပြီးခဲ့တဲ့ဧပြီလကဈေးကွက်အတွင်းဘီလက်မြေဈေးနှုန်းတွေကိုဈေးနှုန်းမြင့်တင်ရောင်းချတဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင်62ဆိုင်ကိုတည်ဆဲဥပဒေနဲ့အညီအရေးယူနိုင်ရေးနှာဆကကဆောင်ရွက်လျက်ရှိကြောင်းသိရပါဗျ။ငလျင်ဘေးတင့်ဒေတာတွေမှာပြည်내ထူထောင်ဖို့အတွက်သာမက အနေငယ်အကွဲသွားတဲ့နေအိမ်အဆောက်အုံတွေကိုဖားထေးဖို့အတွက်ဘီလက်မြေကိုမဖြစ်မနေလိုအပ်နေကြတာဖြစ်ပါတယ်။လက်ရှိမှာဘီလက်မြေတစ်ခုတည်းသာလိုအပ်ချက်များပြနေတာဖြစ်ပြီးတခြားအိမ်ဆောက်ပစ္စည်းတွေဟာပုံမှန်အတိုင်းလဲပတ်လျက်ရှိတယ်လို့ရှီကဘာမောင်မောင်ဆောက်လုပ်ရေးလုပ်ငန်းမှာဥက္ကဋ္ဌဦးမောင်မောင်က CNN တင်ဒင်းဌာနကိုပြောပါတယ်။ဟုတ်လားကွာလိုအပ်ချက်နဲ့ရှိတဲ့ပစ္စည်းနဲ့မလုံးမငါဖြစ်လို့တလူဖြစ်တာပဲ။ဟုတ်။လိုအပ်ချက်ကများပြီးတော့ဥမာ အယောက်ကနည်းနေတဲ့အခါအဲ့လိုဖြစ်တာပါအဲ့ဒါဒီကွဲဒါဒီညတဲ့အခါကျတော့ခုနကလည်းဒူဒီနာလည်းဒူ especially ရောပိလမီဖြစ်နေတာပေါ့နော်ခရီးပိလမီကတုံးတဲ့လူကဒါများလာတဲ့အခါကျတော့မငလီတိုင်းလူစကိုင်းလူဒီလိုလူကများတဲ့အတွက်အဲ့လိုဖြစ်သွားပါน้องดาริยาတော့ဗျာဒါတော့ဟိုတချို့ကတော့လေလူငယ်လူတလောက်ပဲ အော်ပေါင်းစင်းနဲ့ဝယ်ပြီးသုံးနေကြတာပေါ့အဲ့တော့ဘယ်လိုမလဲတကယ်တော့သူစီကအဲ့ဒါပုံမှန်မဟုတ်သူစီကတကယ်တကယ်တော့ဟိုအနေသူတက်နေကြတာဟိုဒေါ်လာနဲ့သူတက်နေကြတာဟိုလူကြီးဖြစ်ပေါ်တော့ဗျအင်ဖလိရှင်းတားများတော့အဲ့လိုဖြစ်တာပေါ့လာလာကျွန်တော်တို့အမြင်မှာတော့ဗီတာမင်တစ်ခုပါပဲတကယ်ဟာတော့သူ့အနေနဲ့သူလဲသွားတာပဲတော့အော်နေစားကဟာဒီလဲသူအထိုက်ပြောင်းနေတော့သူရောက်နေတာပဲ မြန်မာနိုင်ငံမှာဘီလက်မြေဆက်ရုံ၉ရုံကငလျင်မလှုပ်မီကတရက်ကိုတန်ကျင်3900 6သိန်း1400အိတ်ထုတ်လုပ်ခဲ့တာပေါ့ဒါပေမဲ့လည်းငလျင်လှုပ်ပြီးနောက်ပိုင်းဆက်ရုံ၆ရုံကနေဘီလက်မြေတန်ကျင်18100အိတ်ပေါင်း3သိန်း4200ထုတ်လုပ်ပေးလျက်ရှိကြောင်းမေလ15ရက်မှာဘီလက်မြေတန်ကျင်22100အိတ်ပေါင်း4သိန်း4200ထွက်ရှိနိုင်ရဲ့ထပ်မံတိုးမြင့်ထုတ်လုပ်သွားမှာဖြစ်ကြောင်းစက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကပြောထားတာပါဒါပြင်ဘီလက်မြေတအိတ်ဈေးနှုန်းကိုလည်း တအိတ်ကို18000ကျပ်နဲ့ဘေးတင်အဆောက်အုံတွေကိုရောင်းချပေးဖို့တက်ဆိုင်ရာစက်ရုံတွေကိုဈေးနှုန်းသတ်မှတ်ပေးထားကြောင်းလည်းသူကပြောပါဗျ။